ကိုကကြတော့အဲ့လိုကိုကောင်လေးကိုငယ်လေးကအပေးအဲ့လိုမျိုးမဲလိုက်ကနဲ့ထွက်လာတဲ့အချိန်တိုင်းကလည်းကြက်သိမ်းအများန်းထရတယ် တဲတဲတော်မှာမိုင်းနေမှာဆိုရင်စာရေးထားတယ်တဲတဲ73နှစ်လောက်တုန်းကအကိုပွဲကြည်ရင်းနေပေါ့နော်အဲ့တော့ခြေထောက်မှာဒဏ်ရန်ရထားလို့ပတိစီထားပြီးမထနိုင်တဲ့အချိန်မှာအကိုပွဲကြည်ရင်းနဲ့ထခုံပြီးတော့အရင်ပျော်တဲ့အချိန်ပေါ့နော်ဖေဖေကအဲ့အချိန်မှာအောက်ဆီဂျင်တိုင်းတဲ့ဟာလေးနဲ့နှလုံးခုန်လုံးတိုင်းကြည့်ရ200ကျော်နေတဲ့တဲပေါ့နော်အဲ့လောက်ကြီးတွေကိုအရင် happy ရလို့တကုံရင်ခုံပြီးတော့အရင်အားပေးတဲ့အချိန်မှာပါတယ်တဲအနေနဲ့ အဲပို့စတင်ထားတဲ့ຢာမှာကျတော့နောက်ဆုံးပွဲဆိုတော့ကိုလက်အိတ်ကလေးကိုစင်ပေါ်မှာထားခဲ့အဲ့ဒီຢာလေးမြင်တဲ့အချိန်မှာကို့အနေနဲ့ one day one တာဖြစ်ရတာပေါ့နော်ဒါအကိုပွဲမှာနိုင်ရရှိတဲ့အတွက် one တာရတယ်လို့အကိုရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက် one day ရတာပေါ့အဲ့လိုမျိုးလေးဖြစ်လို့ post လေးတော့အမှတ်တရဖြစ်အောင်တင်မိတာပါဟုတ် ကဲ့ရင်ခုန်နေပါတယ်ဒီနေ့194ကယုံတင်တဲ့အချိန်မှာတေရူကဒါ fan meeting နေနဲ့ fan surprise နေနဲ့တွေ့ရမှာဖြစ်တဲ့အတွက်အခုကတော့နောက်မှာစောင့်နေရပါတော့ခဏနေရုပ်ရှင်ုံနဲ့ဝင်တော့မှာပါရင်ခုန်နေပါတယ်ရှင်အာကွာရပါတော့တဲ့အနေနဲ့ challenge လေးဖြစ်တယ်လို့ worry လေးနည်းနည်းဖြစ်မိတယ်။ဘာလို့လဲဆိုတော့အလှမဲ့သွားပြိုင်တုန်းကအားပေးကြတယ်တဲ့တဲ့ကိုအများကြီးချစ်ပေးကြတယ်ဒါတဲ့တဲ့အကုန်လုံးလည်း appreciate လုပ်တယ်။အာတကယ်ပေါ့နော်ဝမ်းသာမိတယ်။ဒါပေမဲ့ကိုဒီဘက်က တေးဥဆောင်တဲ့ line back ကိုပြောင်းကြည့်ရဲ့အချိန်မှာဒါစကားရုံတင်တဲ့အချိန်မှာရောကို့အတွက်ကိုပြိတက်တရားလက်ခံနိုင်မှာမလားကို့အတွက်ကို့ကိုလက်ခံနိုင်မှာမလားဒါမှမဟုတ်ဟိုကို့ကိုထပ်ပြီးတော့ဒီလိုမျိုးအနေနဲ့ ဟိုထပ်ကြည်နိုင်မလားဗောနော်ဒီအနုပညာ line ကိုမှအလှမယ်မဟုတ်ဖဲနဲ့တရုတ်ဆောင် line အနေနဲ့ရောပြိတက်ကလက်ခံနိုင်မှာမလားဆိုတဲ့အရာတွေတဲ့အတွက် worry ဖြစ်ခဲ့တယ်ဒါတော်တော်လေးလည်းတဲ့အတွက် challenge ဖြစ်ခဲ့တဲ့အရာလို့ပြောလို့ရတယ်အဲ့ဒါကိုမှအခုတဲ့ယုံတင်တဲ့အချိန်မှာဒါတော့ဒုတိယကားရှိပြီဗောနော်ဒုတိယကားမှာလည်းအကုန်လုံးကတဲ့တဲ့ကိုလက်ခံပေးတယ်ပြီးတော့အာတခြားလေးဗောနော်လိုအပ်ချက်လေးတွေပြောပေးတယ်ပြီးတော့ဒီချီချူးတာလေးတွေလည်းတွေ့ရတယ်အဲ့လိုမျိုးတွေလုပ်ပြီးတော့တော်တော်တကယ်ဝမ်းသာမိပါတယ်တဲ့အနေနဲ့အာအရင်ရင်ခုန်နေတဲ့အရာဗောနော်အရင် worry လည်းဖြစ်နေတဲ့အရာ ာကိုအဲ့လိုမျိုးလေးကြီးကြတိရတော့တကယ်ဝမ်းသာမိပါတယ် အာအဲ့ဒါကတော့တဲကအခုမှမဟုတ်ဘူးပေါ့နော်ကိုအောင်လာကဟိုးအရင်ငငယ်လေးကတည်းကဘာလို့လဲဆိုတော့ဒါဖေဖေတို့ဦးလေးတို့ထဲမှာလည်းလဝိကြီးကြတဲ့လူတွေရှိတဲ့အချိန်မှာဒါဝမ်းချမ်ဝမ်းချမ်ပီယံရှစ်မှာတဲတဲအရင်လေးကတည်းကကလေးလေးကတည်းကပေါ့နော်အဲအများကြီးကြီးနေကြဖြစ်တယ်အာတဲတဲတော်မှမိုင်းနေမှာဆိုရင်စာရေးထားတယ်တဲတဲ73နှစ်လောက်တုန်းကအကိုပွဲကြည့်ရင်းနေပေါ့နော်အဲ့တော့ခြေထောက်မှာဒဏ်ရန်ရထားလို့ပတိစီတာပြီးမထနိုင်တဲ့အချိန်မှာအကိုပွဲကြည့်ရင်းနေထခုံပြီးတော့အရင်ပျော်တဲ့အချိန်ပေါ့နော်ဖေဖေကအဲ့အချိန်မှာအောက်ဆီဂျင်တိုင်းတဲ့ဟာလေးနဲ့နှလုံးခုန်လုံး ိုင်းကြီးရ200ကျော်နေတဲ့တဲပေါ့နော်အဲ့လောက်ကြီးတွေကိုအရန် happy ရဲ့အဲ့လိုတကုံရင်ခုံပြီးတော့အရန်အားပေးတဲ့ထဲမှာပါတယ်အဲပြီးတော့ဝါနာလည်းပါတယ်ဆိုတော့လေအဲ့ဒါကိုကိုကကြောက်ရောအဲ့လိုကိုကောင်လေးကငယ်လေးကအားပေးအဲ့လိုမျိုးအမဲလိုက်ကနဲ့ထွက်လာတဲ့အချိန်တိုင်းကလည်းကြက်သိမ်းမြဲတမ်းထရတယ်အဲ့လိုဆိုတော့အရန်ကြီးရတဲ့အချိန်မှာ နှစ်သာရအပြည့်ပေးနိုင်တယ်ပေါ့နော်ကိုအောင်လာဆိုရင်အခုအဲ့ဒါအခုအခုရဲ့နောက်ဆုံးပွဲလေးမှာဆိုရင်လည်းကိုအနိုင်နဲ့ပဲအပိုင်သိမ်းပြီးတော့လိုမျိုးအထိုးသက်ခဲ့တာကိုတွေ့ရတဲ့တော့လေတကယ် congratulation လို့လည်းပြောချင်သလိုအဲ့ဒါနေနဲ့အပိုစတင်ထားတဲ့ယာမှာကျတော့နောက်ဆုံးပွဲဆိုတော့ကိုလက်အိတ်ကလေးကိုစင်ပေါ်မှာထားခဲ့အဲ့ဒီယာလေးမြင်တဲ့အချိန်မှာကို့အနေနဲ့1 day 1 day ဖြစ်ရတာပေါ့နော်ဒါအကိုပွဲမှာနိုင်ရရှိတဲ့အတွက်1 day ရတယ်လို့အကိုရဲ့နောက်ဆုံးပွဲဖြစ်တဲ့အတွက်1 day ရတာပေါ့အဲ့လိုမျိုးလေးဖြစ်လို့ post လေးတော့အမှတ်တရဖြစ်အောင်တင်မိတာပါဟုတ် ဲ့ဟာကတော့ဒါအခက်ခဲတွေလည်းအများကြီးရှိမှာပေါ့နော်အဒီကတော့စိတ်ဓာတ်ပိုင်းနဲ့ပတ်သက်ပြီးတော့အများကြီးကြံ့ခိုင်ကြတာကိုတွေ့ရတဲ့အတွက်ကတော့တကယ်ဝမ်းသာပါတယ်ဟုတ်ဒါကတော့ကိုလူတယောက်က plan နေရှိလေပေါ့နော်ကိုရဲ့ကံနေစမ်းနေနေကအများကြီးတက်ဆိုင်တာဖြစ်တဲ့အတွက်ကိုကိုဖျားပေးတဲ့ကံ ထပ်ပြီးတော့ရှိသလောက်ကိုယ့်ရဲ့လုံနိုင်စွမ်း၊ကိုင်နိုင်စွမ်းရှိသလောက်ကိုတော့အများကြီးထပ်ပြီးတော့အကောင်းဆုံးဖြစ်နေအောင်မျိုးစူးစမ်းသွားမှာပါဟုတ်။ဟုတ်ကဲ့နောက်ထပ်လည်းတဲတဲပြိသက်ကိုပေါ့နော်အားပေးရချိုနတ်အောင်တဲတဲကိုအားပေးရတဲ့အဟာကြောင့်မျက်နာမငယ်ရအောင်အမြဲတမ်းစူးစမ်းပါမယ်လို့အခုလည်းဒီ one night focus လေးမှာလည်းလာရောက်အားပေးပြီးတော့ကြည့်ရှုကြတဲ့ပြိသက်တွေတူတူတယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်လို့တဲပြောချင်ပါတယ်ရှင်။